ငွေကုန်တက်တာပြီးကျန်းမာစေဖို့ဘာတွေလုပ်ရမလဲပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒေါက်တာလိုင်လီဘေ့ချ်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျန်းမာရေးနဲ့ညီညွတ်ဖို့အတွက်ငွေကုန်ကြီးကြခံပြီးတော့စားသောက်ဖို့မလိုပါဘူးကိုနေစဉ်စားသုံးနေတဲ့အစားအစာတွေထဲမှာတင်အာဟာရပြည့်ဝပြီးတော့ကျန်းမာရေးအတွက်အကျိုးရှိစေတဲ့အစားအစာတွေရှိနေပါတယ်ဘလို့အစားအစာတွေလဲဆိုတာဒီနေ့ဗီဒီယိုလေးထဲမှာအထူးထူးဆက်လက်ပြီးတော့လေ့လာကြည့်ရှုကြည့်ကြပါဆိုလားရှင်နံပါတ်1ခရမ်းချင်သည် တောက်ပါတဲ့အနေအောင်ကြောင့်ဟိုးရင်ကခရမ်းကျင်သီးကိုအစိမ့်ရှိတဲ့အသီးလို့လူတွေကသတ်မှတ်ခဲ့ကြပါတယ်။နောက်ပိုင်းစားသုံးမှုတွေများလာပြီးလေးလာမှုတွေလည်းလုံးလာတဲ့အခါကျမှခရမ်းကျင်သီးကကျန်းမာတဲ့စားသုံးမှုစနစ်အတွက်မပါမဖြစ်စားစရာတစ်ခုဖြစ်တယ်လို့အားလုံးလက်ခံလာကြပါပြီ။ခရမ်းကျင်သီးထဲမှာ ဗီတာမင် A ဗီတာမင် C နဲ့ကိုဝင်ဆောင်တွေအတွက်မရှိမဖြစ် folic acid တွေအများကြီးပါဝင်ပါတယ်။နောက်ပြီး omega ရှင်ရောမှုကိုနှီးစေတဲ့ဓာတ်တူးစန့်ကျင်ပစ္စည်းတွေလည်းပါဝင်သေးတဲ့အတွက်ခန်းချင်သည်စားသုံးဖို့နှစ်ခါပြန်မစင်းစားပါနဲ့လို့ထိုက်တွန်းလိုက်ချင်ပါတယ်ရှင်။နံပါတ်1နွားနို့သွားနဲ့အရိုးတွေစန့်ခိုင်တက်မှာဖို့ကယ်လ်ဆီယမ်ဓာတ်အလုံးလောက်လိုပါတယ်။ကယ်လ်ဆီယမ်ဓာတ်များများရချင်ရင်ဘာမှစဉ်းစားမနေပါနဲ့။ နွားနို့ဟောတာအာရပါရတောက်ချလိုက်ပါအယိုးကျမကြီးကောင်းဖို့အပြင်သွေးပောင်ချိန်မှန်ဖို့ကြွက်သားလုံးဆောင်ချိန်မှန်ကန်ဖို့နဲ့နှလုံးခုန်နှုန်းမှန်ဖို့လည်းကယ်စီယမ်ဓာတ်ကလိုအပ်ပါတယ်နွားနို့ရဲမှာကယ်စီယမ်ဓာတ်တင်မကပဲမဂနီဆီယမ်ဗီတာမင် A ဗီတာမင် B ဓာတ်တွေလည်းပါသေးတဲ့အတွက်ဈေးသက်သာပြီးတော့ကျမကြီးအတွက်အကျိုးရှိတဲ့အစားအစရာတစ်ခုလို့သတ်မှတ်နိုင်ပါတယ်နံပါတ်3ကစွန်းဥ ကစုံဥတွေကိုအလွယ်တကူဝယ်ယူလို့ရသလိုဈေးလည်းတော်တော်လေးသက်သာပါတယ်။ကစုံဥတွေထဲမှာဗီတာမင် A, ဗီတာမင် C, ဗီတာမင် B, သံဓာတ်ကယ်လ်ဆီယမ်ဓာတ်ပရိုတင်းဓာတ်နဲ့ပိုတာဆီယမ်ဓာတ်တွေအများကြီးပါဝင်တာကြောင့်မကြာခဏအစားသုံးပေးတဲ့အစားအစာတစ်ခုလို့သတ်မှတ်နိုင်ပါတယ်။ နံပါတ်၄ကျက်ဥကျက်ဥတွေကဟာရအရန်ကျွေဝပြီးဈေးလဲအတော်သက်သာပါတယ်ကျက်ဥတစ်လုံးမှာပြင်းမြပရိုတင်း6ဂရမ်လောက်ပါဝင်ပြီးတော့ဗီတာမင်နဲ့တတုတက်လေးတွေလည်းပါပါသေးတယ်အုံနောက်ဖွံ့ဖြိုးဖို့အရေးကြီးတဲ့ choline ဓာတ်ကိုကျက်ဥစားသုံးပြီးခြင်းဖြစ်ရနိုင်ပါတယ်ပြုတ်ပဲစားစားကြော်ပဲစားစားဘလို့စားစားအရသာရှိတဲ့ကျက်ဥကို သူကြီးတသက်စားလို့ရတယ်လို့တခြားဟင်းလျာအမျိုးမျိုးနဲ့တွဲဖက်စားသုံးရင်လည်းအရသာရှိနေမှာဖြစ်ပါတယ် နံပါတ်9စက်သွန်ဖြူအစားစာရီတတော်များချက်ပြုတ်တဲ့အခါမှာထဲ့သုံးရတဲ့စက်သွန်ဖြူအလေးနှလုံးနဲ့သွေးကြောကျန်းမာရေးအတွက်အထောက်အကူပြုပါတယ်။သွေးတိုးယောဂါ၊သွေးရင်းအစီဘိတ်ယောဂါနဲ့သွေးကြောနယံမှာကျောင်းတဲ့ယောဂါရှိသူတွေစက်သွန်ဖြူမမှန်စားသုံးပြီးရင်သိတာရင်အကျိုးရလဲရနိုင်တယ်ဆိုတာသုတေသနတတော်များမှာအတည်ပြုထားပါတယ်။နောက်ပြီးစက်သွန်ဖြူကအားကောင်းတဲ့သဘာဝပိုသက်စေတမျိုးလည်းဖြစ်ပါတယ်။နံပါတ်6စက်သွန်နီး ဟင်းချက်လို့စီတက်ရင်ထဲသုံးရတဲ့ချက်သွင်းလေးကဟင်းလျာတွေကိုပိုအရသာရှိစေတယ်လို့ဇမ္မာရေးအတွက်လည်းကောင်းစီပါတယ်ချက်သွင်းစားသုံးခြင်းကြောင့်တချို့ကင်ဆာရောဂါတွေဖြစ်ပွားနိုင်ခြေကိုရှော့ချပေးပြီးတော့အရေပြားနဲ့ဥယျာဉ်ဇမ္မာရေးကိုလည်းကောင်းမွန်စေတာတွေ့ရှိထားပါတယ်နံပါတ်9ဂျင်း ဂျင်းထဲမှာပါတဲ့ဓာတုတက်တမျိုးကအစာအိမ်လေပွားခြင်းဝမ်းချုပ်ခြင်းတွေကိုတိတိတသာတတ်တာစီတဲ့အတွက်ဝမ်းပျော်စေအစာအိမ်လေစည်းတွေထုတ်လုပ်မှုမှာဂျင်းကိုထည့်သွင်းထုတ်လုပ်တတ်ကြပါတယ်။သူတေသနာအချက်လက်တွေအရလဲဂျင်းကဥမာကြီးရှောင်ရမ်းမှုကိုကာကွယ်ပေးပြီးချက်သားနာခြင်းဂျင်းကိုပါတတ်တာစီတယ်လို့ဆိုထားတဲ့အတွက်ဂျင်းမကြာခဏစားသုံးပေးဖို့မမေ့ပါနဲ့နော်။နံပါတ်၈အာလူဈေးသက်သာပြီးအလွယ်တကူဝယ်ယူရနိုင်တဲ့စားစရာတစ်မျိုးဖြစ်ပါတယ်။ အာလူကိုအပြုတ်အကျော်အကင်စားတဲ့ပုံစံမျိုးစုံလို့စားလို့ရတယ်လို့ဘိုင်လင်ပြည့်လွယ်ပါတယ်။အယူနှလုံးနဲ့ဥလန်းချောင်းဂျမ်းမာရီတွေအတွက် အကျိုးရှိတဲ့အာလူကိုစားသုံးတော့မယ်ဆိုရင်တခြားနည်းလမ်းတွေထက်စားရင် အာလူကိုပြုတ်ပြီးတော့အာလူထောင်းလို့စားတာကဂျမ်းမာရီအတွက်ပိုပြီးတော့တင့်တော်ချောင်းပြောချင်ပါတယ်။နံပါတ်9တို့ဖူတို့ဘူးကိုဘဲဘုတ်ကနေပြုတ်လုပ်တာဖြစ်ပါတယ်ဘဲဘုတ်ဆိုတာကိုလက်စထရောလုံးဝမပါတဲ့ဘဲတစ်မျိုးဖြစ်ပြီးတော့ ပရိုတင်းတန်တန်နဲ့ကယ်ဆီယမ်ဓာတ်တွေအရန်ကျွဲဝါတဲ့စားစရာတစ်ခုလည်းဖြစ်နေပါဗျ။ဒါကြောင့်တော်ဘူးမမှန်စားသုံးပြီးရင်အရိုးပွားခြင်းကိုကာကွယ်ပေးနိုင်ုံတည်းမကပဲသွေးရင်းအချို့ဓာတ်ကိုပါရောကြစေမှာပါ။နံပါတ်30ခွေးကောင်အုပ်ကွေကောင်အုပ်ကဂျမ်းမာရီကိုတော်တော်လေးအထောက်အကူပေးတဲ့အစားအသောက်တစ်ခုပါဘလို့ပုံစံပဲပြောင်းပြောင်းကွေကောင်အုပ်ကိုရေနဲ့နူးညံ့အောင်ကြိုပြီးသစ်သီးတစ်ခုခုနဲ့တွဲဖက်စားသုံးခြင်းကဂျမ်းမာရီအတွက်အကောင်းဆုံးဖြစ်နေသေးပါ ခွေကောက်ဥစားသုံးခြင်းကဒွိဒွင်းကိုလက်စတရောကိုကျဆင်းစေပြီးအမြင်တက်ရရှိစေတဲ့အတွက်အစာခြေလန်ကြောင့်အတွက်လည်းကောင်းမွန်စေပါတယ်။ဒါအပြင်ပိုတက်ဆီယမ်နဲ့ဖောလစ်ဓာတ်တွေလည်းအများကြီးပါဝင်ပါသေးတယ်။ဒီတော့ဈေးသက်သာပြီးကျန်းမာရေးကိုအထောက်အကူပြုတဲ့အစားအစာတွေကဘာတွေလဲဆိုတာကိုသိသွားလိမ့်မယ်ထင်ပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးတစုံတရာရှိရယ်ဆိုရင်လည်း like and share လေးပြုလုပ်ပေးပါရှင်။အားလုံးပဲစိတ်ချမ်းသာခြင်း၊ကိုယ့်ဤကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေရှင်။